်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမအေး UK အစိုးရဖြတ်သားစွာကင်တွယ်ပေးရန်နိုဝင်ဘာတလလုံးအပတ်စဉ်ဆန္ဒပြဖိအားပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြမရေးကို UK အစိုးရအနေနဲ့ပြတ်သားစွာကြိုက်တွေ့ပေးရန် နိုဝင်ဘာတလလုံးအပတ်စဉ်ဆန္ဒပြဖိအားပေးသွားမည်ဖြစ်ကြောင်းမြန်မာ Unity Movement MUM ကသတင်းထုတ်ပြန်ပါတယ် UK အစိုးရ၏နိုင်ငံခြားရေးမှူးဝါဒများကိုတိုက်ရိုက်ကန့်တွဲဖြေရှင်းရာလန်ဒန်မြို့ရှိ UK နိုင်ငံခြားရေးဒဏ္ဍာရီရနှင့်ဖွံ့ဖြိုးတိုးတက်မှုရုံး FCDO ရှေ့တွင်လာမည့်နိုဝင်ဘာ17ရက်၌ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း MUM ကထုတ်ပြန်ထားပါတယ်စေအနာရှင်နဲ့သူတို့ရဲ့လက်ပါစေတွေပျော်ရွှင်စွာအနာယူခွင့်ရမယ်လို့မထင်လိုက်ပါနဲ့ဟု MOM ကထုတ်ပြန်သတိပေးထားပါတယ် UK အစိုးရအနေဖြင့် NUG အစိုးရကိုအတိမတ်ပြုရေးနှင့်စစ်ကော်မရှင်ကိုထိရောက်စွာတန်ခတ်အရေးယူရေးတို့အတွက်တောင်းဆိုသွားမည်ဟုလည်းဆိုပါတယ်ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်ပါရှင်တအူကຫນွေဦးဒေါ်လာရေးမှာနိုင်ငံတကာရောက်မြန်မာတွေရဲ့လှူဒန်းမှုတွေအဆက်မပြတ်တက်ချွတ်လှုပ်ရှားနေတာတွေကအရေးပါလာပါတယ်။မြန်မာအရေးကိုနိုင်ငံတကာရောက်မြန်မာတွေရဲ့မမေ့လျော့မှုဟာပြည်ရင်းကဒန်တဲ့မြန်မာပြည်သူတွေကြံ့ကြံ့ခံနိုင်စွမ်းဖို့အရေးကြီးတဲ့အထောက်ပံ့ကောင်းတွေပါပဲဟုသတင်းဌာနကပြောပါတယ်။ နိုဝင်ဘာလ၄ရက်ကလည်း FCDO ရုံရှိတွင်ဆန္ဒပြခဲ့ကြပြီး UK အစိုးရအနေနဲ့အာဆီယံအကြရှုံးနေသည့်မြန်မာအရေးပုံသဘောတူညီချက်၅ရပ်ကိုကျော်လွန်ပြီးမြန်မာစစ်အာဏာရှင်အားပုံမပြင်းထန်ထိရောက်သည့်အရေးယူမှုပြုလုပ်ရန် NUG အစိုးရကိုချက်ချင်းအတိမတ်ပြုရန်အထူးရောင်ရွေးကောက်ပွဲကိုအတိမတ်ပြုရန်နှင့်မြန်မာဒီမိုကရေစီရေးတိုက်ပွဲကိုအားဖြည့်ကူညီရန်တောင်းဆိုခဲ့ကြကြောင်း MUM ကထုတ်ပြန်ထားပါသည် ဆက်လက်ပြီးအကြံဖက်စရုပ်စုပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲရလဒ်ကိုပြတ်သားစွာညှိပေပေးရန်အတွက်အာဆီယံကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုက်အဝန်းကို CRPH ထပ်မံတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စေအုပ်စုကပြုလုပ်မဲ့တူယောင်ရွေးကောက်ပွဲရလဒ်ကိုပြတ်သားစွာညှင်းပယ်ပေးရန်အတွက်အိန္ဒိယနိုင်ငံတွင်အာဆီယံကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုက်အဝန်းကိုပြည်တော်စုလွှတ်တော်ကုစားပြုကော်မတီ CRPH ကထပ်မံတောင်းဆိုလိုက်ပါတယ် CRPH ကဒီနေ့ကြာရောက်တဲ့2020ပြည်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၅နှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်မှာအခုလိုထည့်သွင်းဖော်ပြလိုက်တာပါပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီကလွတ်လပ်ပြီးတရားမျှတသောဒီမိုကရေစီနှိကျရွေးကောက်ပွဲမှတက်ဆင့်လွတ်တော်တရက်မပေါ်ပေါက်မချင်းတရားဝင်စေဖြစ်တဲ့2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကိုကင်ဆယ်ပြီးအေဂျင့်တည်ငြိမ်သော Federal Democracy နိုင်ငံတော်တစ်တီဆောက်နိုင်ရဲ့အတွက်တော်လှန်ရေးအင်အားစုများအားလုံးနဲ့လက်တွဲကာ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်းခရီးပြုလျက်ဒီမိုကရေစီနဲ့အခြေခံလူ့အခွင့်အရေးများအားကာကွယ်ဆောင်ရှောက်ရန်အတွက်မိမိတို့2020ပြည့်နှစ်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များပါဝင်ဒီမိုကရေစီအစုအဖွဲ့များနှင့်တိုင်းသားအဖွဲ့အစည်းများအားပုံမပန်ပိုးကူညီပေးရန်အကြံဖတ်အာဏာသိမ်းစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲရလဒ်အားပြသစွာညှင်းပယ်ပေးရန်အိန္ဒိယနိုင်ငံများအာဆီယံကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုက်အဝန်းအားဤသမိုင်းဝင်နေထူးနေမြတ်တွင်ထက်မှန်တောင်းဆိုတိုက်တွန်းအပ်ပါသည်လို့ဖော်ပြထားပါသည် 2020ပြည်နှစ်နိုဝင်ဘာလ10ရက်မှာပြုလုပ်ခဲ့တဲ့ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ62ခုနဲ့ဓာတိပုဂ္ဂလတို့မှ64လောင်စုစုပေါင်း9639ဦးကဝင်ရောက်ရှင်ပြိုင်အရွေးချိန်ခံခဲ့ပါတယ်။ဒီသူလွတ်တော်မှာမဲဆန္ဒနဲ့330ရှိတဲ့အနက်335နဲ့အမျိုးသားလွှတ်တော်မှာမဲဆန္ဒနဲ့168နဲ့ရှိတဲ့အနက်162နဲ့တိုင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်များအပါအဝင်တိုင်းဒေသကြီးပြည်နယ်လွှတ်တော်မဲဆန္ဒနဲ့683နဲ့ရှိတဲ့အနက် 640တနေစုစုပေါင်း1181အနက်1138နဲ့တို့မှာရွေးကောက်ပွဲတွေကျင်းပနိုင်ခဲ့ပါတယ်။တရားဝင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူလူဦးရေရဲ့87ရာခိုင်နှုန်းကျော်ကဆန္ဒမဲပေးခဲ့ကြပြီးခိုင်လုံမဲ96ရာခိုင်နှုန်းကျော်ရရှိခဲ့ပါတယ်။အဆိုပါရွေးကောက်ပွဲအားယုံကြည်စိတ်ထားရပြီးပြည်သူအများစုရဲ့ဆန္ဒကိုထင်ရှားစေခဲ့တဲ့ရွေးကောက်ပွဲအဖြစ်ပြည်တွင်းပြည်ပရွေးကောက်ပွဲလေးလာစောင့်ကြည့်သူများကအသိအမှတ်ပြုခဲ့ကြပါတယ်။ ရှင်ရွေးကောက်ပွဲကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲဥပဒေများနဲ့အညီကျင်းပပြီးခဲ့ပြီးနိုင်ငံသားများကကိုဗစ် -19 ရောဂါကူးစက်မှုများကြားမှာကိုဗစ်စီးမြင်းစည်းကမ်းများနဲ့အညီ၎င်းတို့ရဲ့ပြင်းပြတော့ဒီမိုကရေစီစိတ်ဆန္ဒကိုမှန်ကန်စွာထုတ်ဖော်ခဲ့ကြပါတယ်။အကြံဖက်စစ်တပ်ကတရားဝင်အစိုးရထံမှနိုင်ငံတော်အာဏာကိုဥပဒေမဲ့လူယူခဲ့တဲ့အပြင်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံကောင်ဆောင်များလွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်သူများအားအပြစ်မဲ့ဖမ်းဆီးထောင်ချခဲ့တာပါ။ ကြားပြင်အကြမ်းဖက်စစ်တပ်ကအရက်သားပြည်သူများအားအ धिक ပြစ်မှတ်ထားပြီးလေကြောင်းဖြင့်တိုက်ခိုက်ခြင်းအစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းအတင်းအာဓမစစ်မှုထမ်းဆောင်စီခြင်းတို့ကိုဆက်လက်တိုးမြှင့်လှုပ်ဆောင်လျက်ရှိတယ်လို့ CRPH ကအသိပေးထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လူမဆန်သောအကြမ်းဖက်လုပ်ရပ်များကြောင့်ပြည်သူ၃တမ6တန်းကျော်ကနေရက်ဆွန်ခွာထွက်ပြေးတိမ်းရှောင်နေရပြီးတန်းပေါင်းများစွာသောပြည်သူလူထုကအိမ်နီးချင်းနိုင်ငံတွေနဲ့တခြားနိုင်ငံတွေမှာဒုက္ခသည်အဖြစ်ခိုးလုံနေကြရပါတယ်။ လက်ရှိချိန်မှာစီးပွားရေးတည်တည်တသာကျဆင်းခြင်းအလောက်အကန့်ရှားပါးလာခြင်းတရားဥပဒေစိုးမိုးမှုမရှိခြင်းအပြင်အွန်လိုင်းလိလဲမှုများလူမောင်ခိုကူးမှုများဘူးရစေဝါကုံသွဲဖြန့်ဝေမှုများအစမတန်ကြီးထွားလာခြင်းတို့ကြောင့်မြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးကိုယ်တိုင်မကဒေတာတွေနဲ့နိုင်ငံတကာရဲ့လုံခြုံရေးတည်ငြိမ်ရေးနဲ့တရားဥပဒေစိုးမိုးရေးကိုဆိုးရွားစွာချိန်ချောက်လျက်ရှိတယ်လို့ CRPH ကဖော်ပြထားပါတယ်။အဲ့ဒီအခြေအနေမှာအကြံဖတ်စစ်တပ်ကပြုလုပ်ရန်စီစဉ်နေတဲ့အတူရောင်ရွေးကောက်ပွဲကမြန်မာငြိမ်းချမ်းရေးကိုဦးတည်တဲ့ရွေးကောက်ပွဲတစ်ခုမဟုတ်တဲ့အပြင် ပြည်သူအများစုရဲ့ဆန္ဒအမှန်ကိုလည်းထင်ဟပ်စေမှာမဟုတ်ဘူးဆိုတာနဲ့အကြံဖတ်စစ်ဗိုလ်ချုပ်များရဲ့အာဏာကိုဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက်ကြိုတင်ကြံစည်ထားတဲ့တရားမဝင်အတူရောက်ရွေးကောက်ပွဲသာဖြစ်တယ်လို့ CRPH ကအတည်ပြုထားပါတယ်။လက်ရှိအချိန်မှာအကြံဖတ်စစ်တပ်က၎င်းတို့ရဲ့အဓိကတိုက်ခိုက်ရေးအင်အားများဆုံးရှုံးနေပြီးနိုင်ငံရဲ့နေပြည်တော်၃ပုံတပုံခန့်သာထိန်းချုပ်ထားနိုင်ခြင်း စစ်ရဇဝဲမှုများစွာနဲ့ဥပဒေမဲ့လောက်ရများစွာကိုကျူးလွန်နေတဲ့အကြမ်းဖက်စစ်အုပ်စုကပြည်သူများအဖိနှိပ်ပြီးအာဓမ္မပြုလုပ်နေတဲ့တရားမဝင်တူရောက်ရွေးကောက်ပွဲဖြစ်ခြင်းတို့ကြောင့်အဆိုပါရွေးကောက်ပွဲကဖွင့်လင်းမြင့်သားတဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ CRPH ကပြောပါတယ်။အကြမ်းဖက်စစ်အုပ်စုကအထူးကနိုင်ငံရေးအင်အားစုများအားဖိနှိပ်ဖဲ့ခြင်းထားပြီးလွတ်လပ်သောတရင်ရယူခွင့်ကိုလည်းပိတ်ပင်ထားတဲ့ဆိုတာနဲ့ လိုလက်စွာထုတ်ဖော်ပြောဆိုခွင့်ကအနည်းရရှိတဲ့အခြေအနေကိုရောက်ရှိနေပြီးယုံကြည်ရတဲ့အစီရင်ခံစာများအရာအကြံဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲကောက်ပွဲရေးဥပဒေအရာထင်ရှားကျော်ကြားတဲ့အမှုပညာရှင်များအပါအဝင်အယက်သားပြည်သူအ ਨੇ စုံ69ဦးအောင်ဖမ်းဆီးအရေးယူထားတယ်လို့ CRPH ကဖော်ပြထားပါတယ်အကြံဖတ်စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲကဟန်ပြဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်ပြီးလက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခကိုပုံမဆိုးရွားစေမှာဖြစ်ပါတယ်။၂၀၂၀ပြည်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူလူထုကရွေးကောက်တင်မြှောက်ခဲ့ကြတဲ့မိမိတို့လွှတ်တော်ကိုယ်စားလှယ်တွေက အကြံဖတ်စစ်တပ်ရဲ့ချိန်ချမှုများဖန်ဆီးမှုများကြားမှပင်ပြည်သူကအနှင်းလိုက်တဲ့လုံပိုင်ခွင့်အာဏာကိုဆက်လက်ကျင့်သုံးလျက်မြန်မာနိုင်ငံမှာစစ်မှန်သောတည်ငြိမ်အေးချမ်းရေးနဲ့အတူ Federal Democracy စနစ်ကိုအကောင့်ထည့်ဖို့နိုင်ရတဲ့အတွက်ဒေါ်လာရေးအင်အားစုအသီးသီးနဲ့လက်တွဲကြိုးပမ်းလျက်ရှိတယ်လို့ဆိုပါတယ် ပြည်သူ့ရဲ့စင်လွဲအာဏာအရအမျိုးသားညီညွတ်ရေးအစိုးရအားနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးအခက်အခဲအတားအဆီးများကြားမှပင်မိမိတို့2020ပြည့်နှစ်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကလွှတ်တော်တာဝန်များတော်လှန်ရေးတာဝန်များကိုထမ်းဆောင်လျက်ရှိပါတယ်။ကျင်းပ BC ခဲ့တဲ့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့152ကြိမ်နောက်အထွေထွေညီလာခံမှာပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီအားတရားဝင်မိဖက်အဖွဲ့အစည်းအဖြစ်အတိမတ်ပြုထားမှုကိုဆက်လက်အတည်ပြုခဲ့တာပါ။ ရှင်အတိမတ်ပြုမှုက2020ပြည်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာတခဲနဲ့ဆန္ဒမဲပေးခဲ့ကြတဲ့မြန်မာပြည်သူတို့ရဲ့ဆန္ဒနဲ့ရွေးကောက်ပွဲရလက်အားအတိမတ်ပြုခြင်းပင်ဖြစ်တယ်လို့ဆိုပါတယ်။ရှင်အတိမတ်ပြုမှုနဲ့အတူလွှတ်တော်ကိုယ်စားလှယ်များကမြန်မာပြည်သူတို့ရဲ့စစ်မှန်သောသဘောထားနဲ့မျှော်လင့်ချက်တို့ကိုနိုင်ငံတကာတိုင်ဝမ်ကသိရှိလက်ခံပြီးပံ့ပိုးကူညီမှုများတိုးမြှင့်လာစေရန်ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ CRPH ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။